စကူဒီပါလက်ရတောင်ကျုံဩဘာနမိတ်ထုံးတဲ့ကျွန်းဆိုတဲ့အတိုင်းပဲကျွန်တော်မြန်မာလူမျိုးတွေကတကယ်ကိုပဲအတိတ်တို့နမိတ်တို့တပေါင်တို့ကိုအရင်ယုံကြည်ကြပါတယ်ဗျအတိတ်ဆိုတာဘာလဲနမိတ်ဆိုတာရောဘာလဲသူများတွေပြောနေကြတယ်တပေါင်ဆိုတာရောဘာကိုပြောတာလဲ အတိတ်ဆိုတာကတော့ဖြစ်ပြီးတဲ့ကိစ္စတွေဖြစ်သွားတယ်။အဲဒီလိုအတိတ်မှာဖြစ်ပြီးတဲ့ကိစ္စတွေကပြန်ပြီးဖြစ်တတ်တယ်ဆိုတဲ့အယူဆလေးပေါ့။ဒါကိုအတိတ်လို့သုံးလို့ရပါတယ်။နမိတ်ဆိုတာကတော့နောက်ဖြစ်လာမယ့်အကြောင်းအရာတွေကိုကြိုတင်ပြီးတော့ဖော်ပြနေတာဖြစ်ပါတယ်ပေါ့။ဥပမာအဖြစ်မျက်စောပြရှင်ကိုရောမြကြီးတောထွက်တော်မူခန်းကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တိဋ္ဌတမင်းသားတောထွက်ဖြစ်ခဲ့တဲ့အကြောင်းတရားမှာသူ့အိုရဲ့သူ့နာရဲ့သူ့တေရဟန်းဆိုတဲ့နမိတ်ကြီး၄ပါးဒီနမိတ်တွေကိုမြင်ပြီးတော့မှမျက်စောပြမှာတောထွက်ခဲ့တာဖြစ်ပါတယ်။ဒါကနမိတ်ဖြစ်ပါတယ်။ ပြီးတော့ရှေးလူတွေပြောတာအကြောင်းပါဗောနော်ကြီးပြိုလို့ရှိရင်ဘာနမိတ်တွေဟိုမှာစစ်မှတ်ထူပြောမယ်ဆိုလို့ရှိရင်ဘယ်လိုနမိတ်တွေပြတယ်ငလင်တွေကြီးကျယ်လောက်တော့မယ်ဆိုဘယ်လိုနမိတ်တွေပြတတ်တယ်မိတွေလောင်တော့မယ်ဆိုဘယ်လိုနမိတ်တွေပြတယ်စသဖြင့်ဗောဒါရှေးလူတွေပြောခဲ့ရတယ်ကျွန်တော်မိတ်ဆွေတွေနဲ့ဆုံးမပြအကြောင်းပါဖြစ်ပါတယ် ောက်တစ်ခုကလူသိမသိတဲ့အကြောင်းလေးစနဲဆိုတာရှိပြီပြာနော်ကျွန်တော်ရက်ွက်ထဲမှာဆိုစနဲနာတယ်စနဲနာတယ်ဆိုတာကြားအောင်ပါနော်စနဲနာတယ်ဒိုရီမဟုတ်စနီးနာတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ဥပမာကျွန်တော်ရက်ွက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်လူကြီးတွေပေါ့နော်အဲရက်ွက်ထဲမှာငါသွားပြီးစနဲနာလိုက်အောင်မယ်ဆိုပြောကြတာကြားအောင်ပါမယ်အဲစနဲဆိုတဲ့အဓိပ္ပာယ်ကတော့ဟိုရှေးရရှိခဲ့တာဖြစ်ပါတယ်တမိုင်းဆောက်တယ်မှာလည်းကျွန်တော်မကြာခဏတွေ့ရပါတယ်ရှေးတော့ကဘရင်တွေမင်းတရားတွေငိုးကြီးမတ်ရတွေကတိုင်းပြည်အခြေအနေတွေကိုသိချင်တယ်ဆိုလို့ရှိရင်တို့ကရက်တဲ့ရွာတဲ့တွေလူလူကြားထဲမှာသွားပြီးတော့အသွင်ပြောင်းပြီးတော့စနဲနာကြရတယ်ဆိုတဲ့အဓိပ္ပာယ်ကဖြစ်ပေါ်လာတယ် နောက်ဆုံးတပောင်ဆိုတဲ့အဓိပ္ပာယ်ကတော့မြမဘီဒန်နေမှာဘလို့ဖော်ပြထားလဲဆိုတော့တငယ်ရယ်တပင်တွေရယ်သူယူရယ်သူရာတော့ကလေးတငယ်တွေရယ်အယူးတွေရယ်တပင်တွေဖြစ်တဲ့အမှုပညာတွေပေါ့နော်ဒီလိုလူမျိုးတွေရဲ့ဇကားတွေကိုကျွန်တော်တို့ကတပောင်အဖြစ်ပြန်ပြီးတော့ယူကြပါတယ်အဲ့တပောင်ကိုပဲနမိတ်ဇကားအနေနဲ့ပြန်ပြီးတော့သုံးလုံးတာဖြစ်ပါတယ်ဒီတပောင်တွေဒီကလေးတွေဒီအယူးတွေဒီတပင်တွေပါဇက်ကထွက်တယ်သူတို့လှုပ်တဲ့အဖြစ်မှုတွေကနေဘာတွေဆင်ခဲဖြစ်ပေါ်လာနိုင်လဲဆိုတာကိုပြန်ပြီးတော့နမိတ်ပြန်ယူတဲ့ပုံစံမျိုးပေါ့အဲ့ဒီမှာတိုက်စာတွေဘာတွေကတော့ပါသေးတာပေါ့အဲ့ဒါတော့ကျွန်တော်နောက်မှအလင်းတင်တယ်လို့ထပ်ပြီးတော့ဖော်ပြပြီးပါ 欧西龙啊，现在五百人是吧？是吧？ ဆရာကြီးကတော့တပေါင်ဆိုတဲ့စကားလုံးပါတဲ့တန်ပါတာဆိုတဲ့စကားလုံးကနေပြောင်းလဲလာတာလို့သုံးလုံးထားပါတယ်တန်ဆိုတဲ့အဓိပ္ပာယ်ကတော့ညွှန်ကြားခြင်းနေတနာပဲဖြစ်ပါတယ်ဗျာဘာတာဆိုတဲ့အဓိပ္ပာယ်ကတော့ပြောဆိုခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါကြောင့်လဲတန်ပါတာဆိုတဲ့အဓိပ္ပာယ်ကိုပဲနောက်အခါမှာမြည်တို့မြည်ပုံဖြစ်လာမယ်ဆိုတော့အဓိပ္ပာယ်ဖွင့်တဲ့အနေနဲ့နမိတ်ဖတ်တယ်လို့ပြောကြတာဖြစ်ပါတယ်ကျွန်တော်ရှိရပြောခဲ့တဲ့စနေနဲ့တပေါင်းလေးကလည်းမတူပါဘူးဗျာဒီအကြောင်းအရာတွေကိုလဲဆရာတော်ကြီးဦးဝေစိတ်တပါတာဤဝန်တာကလည်းဒီလိုလေးမိန့်ချထားပါတယ်ဗျာတပေါင်းဆိုတာကတော့တူယူတို့သဘင်တွေတို့ကလေးတငယ်တို့အော်ဟစ်ပြောဆိုတဲ့ဒါနှုတ်က ထွက်တဲ့အတန်ပေါ့နော်ဒီအတန်နမိတ်ကိုဆိုလိုတာဖြစ်ပါတယ်တမင်လှုပ်ယူခိုင်းတာလည်းမဟုတ်သလိုတမင်ကြားကျင်လို့သွားနားထောင်တာလည်းမဟုတ်ဘဲနဲ့ရုပ်တရက်ကြားလိုက်တဲ့အတန်မျိုးကိုပြောတာဖြစ်ပါတယ်စနဲဆိုတာကကြတော့ကိုကကြားကျင်လုံးလို့သွားပြီးတော့နားထောင်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအဓိပ္ပာယ်နှစ်ခုကစင်တရားောင်လေးနဲ့နည်းနည်းကွဲပါတယ်ဆိုတော့တပေါင်းကရုပ်တရက်ကြားလိုက်တာသူ့ဘာသူပြောတာကိုကြားလိုက်တာစနဲကကြတော့ကိုကသိကျင်လို့ကြားကျင်လို့သွားပြီးတော့နားထောင်တာဖြစ်ပါတယ်နောက်ဆိုကျွန်တော်မိတ်ဆွေတွေရှင်းမယ်ဒီ မြန်မာပြည်ဆမှာနောက်ပြတ်တစ်ခုရှိတာဟိုးရှေ့ရှေ့တုန်းကဘေးရင်ကျန်းကန်းမှာအင်ဗတန်ကိုကျွမ်းကျင်နှံ့ဆက်တဲ့ပုံကူကြီးတွေကရှေ့အနာဂတ်မှာဘာတွေဖြစ်လာမယ်ဆိုတဲ့အကြောင်းတရားတွေသူတို့ကပေစာတွေပရာဘိုက်စာတွေမှာကပြားလိုလိုလင်္ကာလိုလိုလေးတွေရေးပြီးထားခဲ့ကြတယ်ဒါကိုပဲတိုက်စာလိုလဲခေါ်ကြတယ်ဒါကိုပဲဓပောင်လို့ခေါ်ကြတယ်အဲ့နှစ်ခုကလည်းစင်တရာအောင်လေးနဲ့ကွဲနေတယ် တိုက်စာကကြတော့သူ့ရဲ့အနာဂတ်မှာဖြစ်လာမယ့်အချိန်အဖြစ်သူကပို့ပြီးတော့ရှေ့ကြတတ်တယ်ပြီးတော့သူကစာကုံမှာလည်းစာပိုက်ညာတတ်တယ်ဥပမာလေးတစ်ခုကျွန်တော်ပြပြရပါမယ်ကုန်းမောင်ခေတ်ကတပောင်လေးတစ်ခုပေါ့နော်တုံးအောက်ကတီတွန်လူလွန်မသားမုတ်စီကျော်အလဲအပ်တယ်ဖြီးဖြက်မဲ့သားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တီတွန်ဆိုတဲ့အဓိပ္ပာယ်ကတော့တီဘုံမင်းတရားယူဆိုတာဖြစ်ပါတယ်တုံးအောက်ကသားဆိုတဲ့အဓိပ္ပာယ်ကတော့မင်းတုံးမင်းတရားရဲ့သားတော်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် လူလုံမဆိုတဲ့အထိပ်ပဲတော့တီဘောမီဒီယာရဲ့မိခင်ကလူပောင်လောကကိုစွန့်လွတ်ပြီးတော့တီလာရှင်အပီးဝတ်သွားပြီးသာသနာပောင်ဝင်သွားတဲ့ပုံကိုဖြစ်တဲ့ခါကြတော့လူလုံပေါ့နော်လူလုံမရဲ့သားဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်မုတ်စီကျော်အလဲအပြည့်ဖြတ်မဲ့သားဆိုတဲ့အထိပ်ပဲတော့သူ့လက်ထက်ရောက်လို့ရှိရင်တိုင်းပြည်ရေးမငြိမ်မသက်ဖြစ်မယ်တိုင်းပြည်ကသူ့တစ်ပါးလက်အောက်ကိုရောက်မယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်ဒီယာရီကိုယုံကြည်ခဲ့ရတယ်ဆိုတာလေကျွန်တော်ညင်းမရတဲ့တက်တည်တွေကလည်းတကယ်ကြီးကိုရှိနေခဲ့ရတယ် ောက်ကြည့်ရမယ်ဆိုလို့ရှိရင်ပထမမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့တဲ့အနော်ထားမင်းစတောလက်ထက်မှာဆိုလို့ရှိရင်လေကိုခရိုင်ကိုဆယ်ပြီးတဲ့အချိန်သူပကံကိုပြန်လာတဲ့အချိန်လမ်းခုလက်မှာနားရဲတဲလေးတစ်ခုရှိတယ်။အဲတဲလေးရဲ့အောက်ကနေပြီးတော့ပါရုတ်တရက်ကာလန်ဒေတန်မဟုတ်ဘဲနဲ့ဖားအော်တန်ကိုသူကကြားလိုက်ရပါတယ်။အဲဒီအချိန်မှာမင်းနားမှာရှိတဲ့ပုံသားတွေကိုတွက်ချက်ခိုင်းတဲ့အခါမှာဖားဖို့တေလို့ဖားမငိုကျွေးနေတာဖြစ်တယ်ဆိုပြီးတော့ပုံသားတွေကတွက်ချက်ပြီးတော့မင်းတရားကိုရှောက်ထားပါ ဒီအဓိပ္ပာယ်ကိုနမိတ်ကောက်ခိုင်းတဲ့အချိန်မှာတော့ပုံနာတွေကလည်းမရေတရင်နဲ့ရှောက်တင်ကြပါတယ်အကြောင်းအရာကတော့ပကံကိုမဝင်ခင်မှာပဲအနောထာမင်းတရားကြီးကနဲ့ရွာဆန်မယ်ဆိုတဲ့နမိတ်ဖြစ်ကြောင်းပြောကြပါတယ် ဟောကြားချက်အတိုင်းပါပဲ။နော်ထာမင်းတရားကြီးကကိုးခရိုင်နယ်ဆက်မှာပဲကျွဲခက်ခံရပြီးတော့ကန်တော်ကုန်ခဲ့ပါတယ်ဆိုတာတမိုင်းမှာလည်းအတိအကျရှိပြီးသားဖြစ်ပါတယ်။ကျွန်တော်ကုန်းမောင်ခေတ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘိုးတော်မင်းဖြစ်တဲ့ပထုံမင်းကဒီလိုအတိတ်တွေနမိတ်တွေတပေါင်းလေးကိုအရင်ယုံကြည်တဲ့ပုံကိုဖြစ်ပါတယ်။အခုချိန်မှာဆိုလည်းအမြဲတမ်းဝမ်းနေစရာကောင်းတဲ့ငလင်ထိုင်ကိုခံစားလိုက်ရတဲ့မင်းကုန်းပထိုးတော်ကြီးပေါ့နော်။ဒီမင်းကုန်းပထိုးတော်ကြီးမပြီးဆုံးခဲ့တဲ့အကြောင်းတရားတွေဟာဒီအကြောင်းနေကြောင်းပဲဖြစ်ပါတယ်။တကယ်လို့ပြီးတာပြီးစီးခဲ့မယ်ဆိုလို့ရှိရင်အမြင့်ပေ900လောက်ရှိခဲ့တဲ့ကဘာမှာအကြီးကျယ်ဆုံးအခမ်းအနားဆုံးဖြစ်တဲ့ပထိုးတော်ကြီးဖြစ်လာမှာဖြစ်ပါတယ်။ဘိုးတော်မင်းကလည်းဒီပထိုးတော်ကြီးကိုစူးစမ်းပန်းစားတိစောက်ပြီးတော့မှသူကရည်ရွယ်ချက်တွေကို ရက်ခဲ့လိုက်တာဖြစ်ပါတယ်အเจ้าကတော့တပောင်လေးတစ်ခုရောက်လာဖြစ်ပါတယ် ဒီတပောင်ကတော့ဖះရလဲပြီးပြည်ကြီးပြက်လက်တဲ့မင်းကုန်ဖះကြီးအပိသက်မုတ်ဆိုးတုံညာကတ်ဆိုတဲ့တပောင်ဖြစ်ပါတယ်အတိပဲတော့ဖះကြီးမပြီးစီနိုင်ပါတကယ်လို့ပြီးစီသွားမယ်ဆိုလို့ရှိရင်လည်းပြည်ပြက်သွားနိုင်ပါတယ်ပြည်ပြက်တဲ့အချိန်မှာလဲမုတ်ဆိုးဘူကနေအစာပြုတ်ခဲ့တဲ့တိုင်းပြည်ဖြစ်တဲ့ခါကျတော့မုတ်ဆိုးဘူကနေစပြီးတော့တိုင်းပြည်ပြက်စီပါလိမ့်မယ်ပြီးွားရင်ကုန်းမောင်မင်းဆက်တစ်ခုလုံးပြက်စီသွားမယ်ဆိုတဲ့အတိပဲဖြစ်ပါတယ်ဒီတပောင်ကပဲတကယ်မှန်ကန်ခဲ့တာလားဒုတိယမဟုတ်လို့ရှိရင်မင်းတရားကြီးရပဲဒီတပောင်နဲ့သွားပြီးတော့တိုက်ဆိုင်သွားရတာတော့မသိဘူးဗျဒီမင်းကုန်ပထိုးတော်ကြီးမပြီးခင်မှာပဲဘိုးတော်မင်းတရားဖြစ်တဲ့ဗထုံမင်းကနှက်ရောက်ဆိုင်ခဲ့ပါတယ်ဘိုးတော်ဖျားလက်ထက်မှာပဲ အယူရောမင်္ဂလာမှာအင်မတန်နာမည်ကြီးတဲ့အယူရောမင်္ဂလာဦးနိုးဆိုတဲ့ဆရာကြီးတစ်ပါးရှိပါတယ်ဗျာသူရဲ့ထူးခြားချက်ကတခြားပုံသားတွေလို့သူကတွက်ချက်ပြီးဟောတာမဟုတ်တော့ဘဲနဲ့သူကအတိတ်တွေနမိတ်တွေတပောင်းနေစက်နေတွေကိုကြည့်ပြီးတော့ဟောကြတာဖြစ်ပါတယ်သူရဲ့ဟောပြောချက်တွေကလည်းတွေးထွက်အောင်မှန်နေတာဖြစ်ပါတယ်ဘိုးတော်ဘုရားကိုယ်တိုင်ကအင်မတန်ကိုယုံကြည်အားကိုးရတဲ့အတိုင်မင်ခံအမတ်တစ်ပါးဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးတော့ထင်ရှားကြော်ကြားတဲ့တာရက်ကလေးတစ်ခုကိုပြောပြမယ်ဆိုလို့ရှိရင်သူကအသက်20အရွယ်မှာပဲငငယ်ရွယ်ရွယ်နဲ့မင်းတရားကြီးကိုယ်တိုင်ချင်းမြင်ပြီးခဲ့တဲ့နေမျိုးလေခပြန်ချီဘွဲကိုရရှိခဲ့တဲ့ပုံစံဖြစ်တယ် ဘာလို့ပဲရှေ့ရရှိခဲ့မှုတဲ့ movement တွေကမကျင်တ်လို့မနာလို့ဖြစ်ကြပြီးသူပညာစမ်းကြခဲ့တဲ့အကြောင်းအရာတွေရှိခဲ့ပါပြီ။မင်းဆိုးရာသာပွဲတစ်ခုမှာပဲသူနဲ့အပြိုင်ဖြစ်တဲ့ movement တစ်ပါးကွန်အက်တစ်ခုကိုင်ပြီးတော့ဒီကွန်အက်ရဲ့အလေးချိန်ကိုတဲ့မကင်မင်းနဲ့ခံမှန်းပြီးတော့အတိအကျပြောရပါဆိုပြီးတော့ဦးနိုးလူကြားထဲမှာပညာစမ်းလိုက်ပါတယ်။အဲ့ဒါနဲ့ဦးနိုးလည်းရုတ်တရက်ဆိုတော့ surprise ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ပညာကလည်းခေသူမဟုတ်တဲ့ခါကျတော့အနီးနားမှာအတိတ်တွေနမိတ်တွေပြနိုင်မယ့်အရာများရှိမလားဆိုပြီးသူလက်ရှာကြည့်တယ်ဗျအဲ့ဒီအချိန်မှာသူဘာမှရှာမတွေ့ဘူးဖြစ်နေနောက်ဆုံးတစ်ခုတစ်လေတော့ရှိမှာပဲဆိုသူလက်ရှာကြည့်တဲ့အချိန်မှာသူတို့နေနေတဲ့မန်းတက်ကြီးရှိတယ်ဗျအဲ့မန်းတက်ကြီးရဲ့အပေါ်မှာကတ်တွေအားလုံးကမိုးထားတယ်အဲ့ထဲမှာမှာကတ်လေးတစ်ခုကကျိုးနေတာကိုသူကတွေ့လိုက်ရတယ်အဲ့နဲ့သူကသူ့ကိုယ်သူကျဉ်တ်သွားပြီးတော့ကိုးချက်သားပါဆိုပြီးသူကဖြေလိုက်တယ်ဗျတစ်ဖက်ကပညာရှိရလည်းမျိုးလုံးပြူးသွားခဲ့ရတယ်တကယ်မှန်နေတာကိုဒီကွန်းရဲ့လေးချင်တကယ်ပဲကိုးချက်သားဖြစ်ပါတယ်ဆိုတော့ကတ်ကျိုးကိုးချက်ဖြစ်ပါတယ်ဒါလည်းအရန်အံ့ဩကိုကောင်းတယ်ပေါ့နော်ကျွန်တော်လ ုံးဝမစင်စသာမိတဲ့အချောင်းတရားတွေပေါ့ဒါပညာရက်တစ်ခုပါပဲ ဒီလိုပညာရှိဆရာမောင်တို့ဒီလိုမျိုးကောက်ချက်ချခဲ့တဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးရှေ့မှာတမိုင်းအစဉ်လာရလည်းရှိခဲ့ပါတယ်။ရှေ့တော့ဆရာတော်နှစ်ပါးပညာပြိုင်ခဲ့တဲ့အကြောင်းလည်းကျွန်တော်နည်းနည်းပြောပြပါအောင်။ဒီဆရာတော်နှစ်ပါးကတော့ကျွန်တော်ငငယ်တော့ကစာချက်ဘူးတဲ့တွေဆိုအားလုံးရင်းနှီးပြီးသားဖြစ်တဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ဟုတ်ပါတယ်။ပညာအရာမှာအင်ပဒံကိုနာမည်ကြီးတဲ့ရှင်မဟာရထတာရနဲ့ရှင်မဟာသီလဝန္တဆိုတဲ့ပုဂ္ဂိုလ်နှစ်ပါးပဲဖြစ်ပါတယ်။ဒီနေ့မှာဒီဆရာတော်နှစ်ပါးအချင်းချင်းညံဆန်းကြတဲ့ပွဲလေးတစ်ခုလုပ်ကြပါတယ်။အပြော်လုပ်ကြတာပေါ့နော်။အဲဒီမှာရှင်မဟာရထတာရကရှင်မဟာသီလဝန္တကိုဘယ်လိုစမိတ်လဲဆိုတော့ကိုရော်ရေးတဲ့ကြောက်ကိုတပင်းနှစ်ပင်ပေးပါဆိုပြီးတော့စပြီးတော့မိတ်ပါလေ။ဆရာ ော်ကြီးဘာမိတ်နေဆိုတော့ကျွန်တော်မိတ်ဆွေလည်းသိမှာမဟုတ်ဘူးကျွန်တော်လည်းနားမလည်ပါဘူးဗျအဲ့ဒီအချိန်မှာပညာရှိအချင်းချင်းဆိုတော့အချင်းချင်းသိကြတယ်ဗျရှင်မာတီလဝန္တမေးပြီးပြီးချင်းမှာပဲရှင်မာရထတာရာကခဏလောက်ပဲစဉ်းစားပြီးတော့သူဘာကိုပေးလိုက်လဲဆိုတော့ကြောက်တင်ပုံပေးလိုက်ပါတယ်ဗျတပင်နှပင်နဲ့ကြောက်တင်ပုံနဲ့ဘာဆိုင်လဲပေါ့နော်ကျွန်တော်လည်းစဉ်းစားရနေတယ်အဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ရှာပြီးလေ့လာကြည့်တဲ့အချိန်မှာသူ့ရဲ့ဖြီလုံးလေးကဘလို့လဲဆိုတော့တပင်နှပင်ဆိုတဲ့အထိပ္ပယ်ကအထိပ္ပယ်မရှိဘူးပေါ့နော်အဲ့တော့သူ့နောက်မှာတစ်ခုရှိမယ်ဆိုပြီးဆရာတော်ကြီးကသုံးသက်တယ်တပင်နှပင်သုံးပင်ပေါ့နော်အဲ့တော့သုံးပင်ကိုစကက်လိန်နဲ့ပြန်ပြီးစဉ်းစားလိုက်တော့သုံးပင်တင်ပုံဟာမိုက်တယ်နော် ဆိုတော့ကျွန်တော်ညံမမီတော့ဘူးပေါ့နော်ဟုတ်တယ်ဗျာနော်သုံးပေဆိုတော့သင်ဖို့ပေါ့ ော့ကျွန်တော်ရှင်းတော့မြန်မာပညာရှိကြီးရဲ့ဉာဏ်ရည်ဉာဏ်တို့ကိုကျွန်တော်မိတ်ဆွေတွေလောက်ဆိုနည်းနည်းအကဲခတ်လို့ရနေပါပြီဆက်ပြီးပြောပြအောင်မယ်ပို့ပြီးတော့ဟာကနဲ့ဟင်ကနဲ့ဖြစ်သွားမယ်အကြောင်းအရာတွေအများကြီးရှိတယ်အဲ့ဒီမှာရှင်မဟာရထတာရာကလည်းရှင်မတီလဝန္တာကိုဘယ်လိုမိတ်နိုင်လဲဆိုကိုရော်ရေးတဲ့ကြုတ်ကိုတကြောက်အိတ်ပြီးပါတယ်တကြောက်အိတ်ဆိုတဲ့အဓိပ္ပာယ်တော့ကျွန်တော်လည်းသိသွားပြီပေါ့ဒါတကြိတ်အောက်ကိုပြောတာပေါ့တကြိတ်အောက်ဆိုတာဘာမှန်းတော့ကိုလည်းမထက်မသိတော့ဘူးသူကနှစ်ဆင့်သုံးဆင့်လောက်ကိုထပ်စဉ်းစားခိုင်းတာပေါ့နော်အဲ့ဒါနဲ့ရှင်မဟာတီလဝန္တာပညာရှိကြီးကခဏလောက်စဉ်းစားပြီးတော့သူကဘာပေးလိုက်လဲဆိုကောက်ရိုးလေးပေးလိုက်ကောက်ရိုးနဲ့တကြိတ်အောက်တကြောက်အိတ်နဲ့ဘာဆိုင်လဲပေါ့နော်ဟုတ်တယ်ပိုဆရာရိမ့်နေတာတော့တကြောက်အိတ်ပေးပါလို့ပြောတာ ဲတကြောက်ဤကိုဖြောင်းပြန်လန်းလိုက်မယ်ဆိုတကြိတ်အောင်တကြိတ်ဆိုတာက၁၀ယောက်ကိုပြောတာဖြစ်ပါတယ်၁၀ယောက်မှာတယောက်လျှော့မယ်ဆိုလို့ရှိရင်တကြိတ်ရဲ့အောင်တယောက်လျှော့မယ်ဆိုလို့ရှိရင်ဒါ၉ယောက်ဖြစ်တယ်ဆိုတော့၉ယောက်ဆိုတော့ကောက်ရိုးဖြစ်ပါတယ် what the hell နှစ်ပါးစလုံးရဲ့ဉာဏ်ပညာကြီးတွေကဘယ်လောက်ထိကိုမြင့်မားတယ်ဆိုတာကျွန်တော်မိတ်ဆွေတွေဘယ်လောက်ဆိုဒါသူတို့ပေါ့ပါပါပြောနေတဲ့စကားလုံးလေးပေါ့နော်အဲမကျွန်တော်တို့ဟိုသုံးနှစ်လောက်စဉ်းစားမယ်အကြောင်းအရာတွေဖြစ်နေဒီတာတွေကတွေပဲယူအယူရောမင်္ဂလာဦးနှုတ်ကဒီလိုကောက်ချက်ချပြီးတော့ဒီလိုပဲဟောပြောခဲ့တာဖြစ်ပါတယ်ကျွန်တော်သုံးသပ်ရပါ ဆရာမောင်တို့ကတိုင်းပြည်နဲ့ပတ်သက်တဲ့တိုင်းပြည်ပြဿနာပေါင်းစုံနောက်ဆုံးတူတည်မဲ့နေ့ရအစားသူတိတိကျကျဟောပြောနိုင်ခဲ့တဲ့ပုံစံဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားရဲဆိုရင်တော့အယူရောမင်္ဂလာရှောက်ထုံးဆိုတဲ့စာအုပ်ထဲမှာသွားပြီးတော့လေ့လာကြပါမယ်နောက်ဆုံးအင်္ဂလိပ်တွေကမြန်မာနိုင်ငံနဲ့စုပ်ခွာခံနေတဲ့အချိန်တခုမှာအယူမတယောက်ကဘာမှမဟုတ်ဘဲနဲ့သူကတဲပုံစီလီလေးတစ်စုကိုသူကကောက်တယ်လိုက်တယ်တိတိလေးပါပဲအဲ့ဒါနဲ့ပဲပေါ့နော်တပောင်တစ်ခုထပ်ပေါ်လာတယ် အဲ့တဘောင်ကဘာလဲဆိုတော့အယူမဖျားတဲ့တကူးလာကလားကွယ်တယ်ဗျမိုက်တယ်နော်ဒီဘက်ခေတ်က rubber ရဲ့ rhyme နေပါတယ်တော့ခြေတော်ကတဘောင်နေပါတယ်ပညာရှင်တွေကတနာတယ်ပေါ့နော်တကူးလာကလားကွယ်ဆိုတဲ့တဘောင်ကတကယ်မှန်ခဲ့ပါတယ်တကူးလာမှာပဲကလပီဖြစ်တဲ့အိန္ဒိယပြည်ကိုအင်္ဂလိပ်တွေကစုပ်ခွာပြီးထွက်ပြေးခဲ့ကြပါတယ်ကျွန်တော်လက်ရှိမျက်မှောက်ခင်မှာလည်းတကယ်ကိုဖြစ်နေခဲ့တဲ့တဘောင်တွေစကလုံးတွေကအမြင်နဲ့ရှိနေခဲ့ပါတယ်တရားကိုတေးဆိုဖအေးကိုတားဆဲဆွေမျိုးတွေကဓညတိုက်မိုက်လင်တောတာပန်မကောင်းကြံရင်တမာရီရွှေရှိမှလူလိမ်မှာလိန်တိုင်းမှတစ္ဆာရှင် ပညာရှင်ကိုပယ်ယူထားအချစ်ဆုံးကတစ္ဆာပြက်ရိုးသားသူကိုအယူလို့ဆိုအပြိုငယ်ကလင်းနေသောအင်ကြီးပါနဲ့ဥပုပ်တဲ့ဇရက်အလေကိုယိုကာယာအမျိုးသမီးကောင်းကပတ်ဆန်ရှာအပြိုမဖြစ်ခင်ကရည်သားထားစင်းရဲသားကတထေးရောင်ဆောင်းအဝိပြောင်မှလူယိုသည်လင်းရှိမရကအပြိုလုတ်မတာပို့ရင်အပြိုလက်အလူပရင်ထမင်းရောင်ဆယ်နှစ်သမီးကအိမ်အောင်ကြဆယ်ရင်ကောင်းကစိတ်ကြီးဝင်ပွဲသဖြင့်ပါမအလူဖြစ်စာမတက်သူကတရားပြဇတမားမှလူခေါ်ခြင်း သူတော်စင်ကိုပယ်ယူထားကျွေးပေးသူကကျွန်နဲ့တူကျွေးယူသူကတခင်ဖြစ်မုတ်ပေးလင်ကြမ်းကန်တက်ရွှေကက်သည့်ဖျားမှလူယိုသေးဖေအမေကကျွန်နဲ့တူသားသမီးကတခင်ဖြစ်ခစ်ကြီးကိုတော့အပြစ်ဆိုမိမိကိုတော့အကောင်ပြောဂုံးတိုက်လင်ကျေးဇူးရှင်ဖြောက်မှတ်လင်လူမတော်တီလာယူရင်မျက်စပြစ်သူတော်ကောင်းတို့တရားပြတ်ကြလိမ့်မည်ဒီတပောင်လေးကတော့ကျေးဇူးတော်ရှင်မဟာမောရိမြိုင်ဆရာတော်ဖျားကြီးရဲ့တပောင်စကားလေးတွေပဲဖြစ် အကုန်လုံးသကလုံးတစ်လုံးချင်းပြီးတစ်လုံးချင်းပြီးတိုင်းကခစ်ကာလာကြီးနဲ့ကွတ်တီမန်နေပါတယ်။ညီတို့ပင်ဆိုသေးကမူဈေးတုံးလဲမကြွယ်နဲ့ရှေးထုံးလဲမပင်နဲ့ဆိုတဲ့အတိုင်းပဲ။အတိတ်တွေနမိတ်တွေတပေါင်းလေးစနေတွေအိမ်မက်တွေဒီယာတွေပေါ်မှာအလွန်မင်းယုံကြည်တာကြီးရလဲအဆုံးရောက်သွားတတ်ပါပဲ။အဲ့တော့မယုံကြည်ရဘူးလားဆိုတော့လေအဲ့လိုလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကလူသားတွေလေနော်ကျွန်တော်တို့မှအုံနောက်ရှိတာပဲဆိုတော့မြတ်စွာဘုရားရှင်ဟောတဲ့အလေးလက်လမ်းစဉ်တိုင်းလေးပဲကျွန်တော်တို့ကျင့်သုံးကြရအောင်ကောင်းပါကျေးဇူးတော်ရှင်သဲင်းသာသနာကြီးကိုတည်ထောင်ခဲ့တဲ့မူလသဲင်းကိုဆရာတော်ဘုရားကြီးနဲ့တကွာအောင်လံဆရာတော်ဘုရားကြီးရေစုံဆရာတော်ဘုရားကြီးရဲ့တရားတွေတရားတွေမှာကျွန်တော်အမြဲတမ်းကြားနေခဲ့တဲ့တပောင်လေးတစ်ခုလည်းရှိတယ်အဲ့တပောင်လေးကတော့မိုးပေါ်မှာရေကြီးဖုန်းကြီးကလေလောဖိုးသူတော်ရောင်တော်ပြပါအောင်ပွဲနောက်ဘိတ်ဆုံးတယ်ဆိုတော့ဒီတပောင်လေးကတော့တရားအထုတ်နေတဲ့ပုံစံတွေဆိုလို့ရှိရင် ဒီအနက်တိပဲကောင်းကောင်းသိပါပါကျွန်တော်တို့ကတော့ညံလေးကတိတိလေးဆိုတော့ကျွန်တော်နည်းနည်းလေးပဲသိပါတယ်ရှေ့ဆုံးကစကလုံးလေးနေမယ်တော်တော်လေးကိုတန်ဖိုးကြည့်နေပါဘူးဘိုးဘမှာရေကြီးဆိုတဲ့အတိတ်ပဲရှေ့ဆုံးဆရာတော်ဖျားကြီးကဘလို့မိတ်ငယ်လဲဆိုတော့ကျွန်တော်တရားစကန်တောင်းဝင်တော့သိခဲ့တဲ့အတိတ်လေးပေါ့နော်အခုကြည့်လိုက်လေးတောင်မော်ဒေတာတွေမှာရေကြီးနေတာမတွေ့ဘူးလား တောင်ပေါ်မှာရေကြီးနိုင်တယ်ကဘာကြောင်းမှမရှိဘူး။ဒါပေမဲ့ဒီတဘောင်ကမှန်လာပြီလားမမှန်လာဘူးလားဆိုတော့ကျွန်တော်မိတ်ဆွေတွေတိတအောင်ကျွန်တော်ဒါလေးပဲပြောပြလိုက်တာ။တဘောင်မှာမဖြစ်သေးတဲ့အကြောင်းတရားလည်းရှိသေးတယ်ပေါ့နော်။ဒါလေးကိုလည်းကျွန်တော်မိတ်ဆွေနည်းနည်းလေးတတိချက်စီကြပါကိုကျင့်တီလာလေးတွေထိမ့်မယ်ဖျက်တရားလေးတွေပို့လို့မယ်ကမ္မထဝိပဿနာတရားကိုကျွန်တော်တို့ထဲထဲဝင်အားထုတ်နိုင်ပြီဆိုလို့ရှိရင်ဘွေးနောက်ပိုင်းဆုံးမှာကျွန်တော်တို့ရဲ့ဘွေးသိမ်းလေးတွေကတော့နှားနေအောင်ပါ လက်ရှိဖြစ်ပေါ်နေတဲ့ငလင်နဲ့ပတ်သက်ပြီးတော့ဗောနော်ဘသူဘသူတွေကတော့ဘလိုတွေဟောပြောနေရတော့ကျွန်တော်သိချာမသိပါဘူးဘယ်ဆရာ့မှလည်းပုတ်ခတ်လို့သိမရှိပါဘူးဒါပေမဲ့လည်းဒါအတိတ်ကြောင့်ဖြစ်တာနမိတ်တွေကြောင့်ဖြစ်တာဟိုအရာကြောင့်ဖြစ်တာဒီအရာကြောင့်ဖြစ်တာလို့လက်ရှိချိန်မှာပြောနေမဲ့အစားလက်ရှိဖြစ်ပေါ်နေတဲ့သဘာဝဘေးမှာကိုဘယ်အပိုင်းနေပါဝင်ပြီးတော့ကိုညီပေးနိုင်လဲကိုဘလိုအကြောင်းအရာတွေမှာလူသားအကျိုးပြုတွေကိုလုပ်ပေးနိုင်မလဲလူတွေရဲ့ပုံပင်နေမှုကိုကိုဘလိုမျိုးချွေးတိတ်ပေးနိုင်မလဲကိုပဲစဉ်းစားတင်နေကျွန်တော်ဒီနေရာနေတိုက်တွန်းပါတယ်ပြီးတော့ကျွန်တော်တို့ကလည်းပွဲလန်တော်ဖြာခင်းတယ်လို့ထင်ပါသလိုတခါလေးပြောပြလိုက်ပါပါကျွန်တော်ကဒီတဘောင်နဲ့ပတ်သက်ပြီးရေးထားခဲ့တာလုံခဲ့တဲ့တစ်ပတ်ကျော်လောက်ကြီးရေးထားခဲ့တာပါငလေ င်ဖြစ်မှကျွန်တော်တို့ကဒါတွေထားလုပ်နေဆိုပြီးတော့ခင်မှာဆိုလိုပါဗျာအဓိကတော့ကျွန်တော်ဒါလေးကိုလုပ်လိုက်တယ်ဆိုတော့ information ပေးချင်တာလည်းပါတယ်ပေါ့နော်အဲကျွန်တော်မိတ်ဆွေလက်ရှိဖြစ်နေတဲ့ကပ်ဘေးတွေလက်ရှိဖြစ်နေတဲ့ခက်ခဲတွေနဲ့ပတ်သက်ပြီးတော့ဟိုနမိတ်တွေဟိုတိတ်တွေဟိုပြဿနာတွေဟိုဆရာတော့ဟိုလိုဟောတယ်ဒီဟာတွေကြောင့်ဖြစ်တာဟိုလိုကြောင့်ဖြစ်တာဆိုပြီးတော့စိတ်အစွဲတွေဖြစ်ပြီးတော့တောကတွေအရင်ပြားများနေမှာဆိုလို့ကျွန်တော်ကဘုဒ္ဓတာလည်းဖြစ်စေအတိတ်တရားလေးတစ်ခုလည်းရရှိခြင်းနဲ့စိတ်ဆန္ဒလေးနဲ့ကျွန်တော်ဒါလေးကိုလက်ဆက်ပေးလိုက်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရှေးရှေးတုန်းကမြန်မာလူမျိုးတွေကဘယ်လောက်တောင်ပညာတက်ခဲ့တယ်ဘယ်လောက်ထိပညာရည်တွေမှာကျွမ်းကျင်ခဲ့တယ်ဆိုတာလေးကိုလည်းကျွန်တော်သိစေချင်လို့မိပေါင်းထိုးပြလိုက်ပါ ဆရာတော်ဖျားကြီးတွေဓမ္မစာတွေဆရာတော်ဖျားကြီးတွေတပောင်တွေကိုလည်းကျွန်တော်ဒီနေရာနေလေးစားစွာနဲ့မျှဝေပေးလိုက်တာဖြစ်ပါတယ်။ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ခက်ခဲဖြစ်နေတဲ့မိသားစုတွေငလင်နဲ့တင့်သွားတဲ့မိသားစုတွေဒုက္ခရောက်နေတဲ့သူတွေကိုဘယ်အပိုင်းကနေပံ့ပိုးအဖြစ်ပေးနိုင်မယ်ဆိုတာလေးကိုပဲစဉ်းစားပေးကြပါ။ဒီဟာလေးတွေပြောရင်လည်းကျွန်တော်မိတ်ဆွေတွေလည်းလက်လန်းမိသလောက်လှူပေးပါတန်းပေးကြပါ။ကျွန်တော်လည်းလက်လန်းမိတဲ့ဘက်ကနေအလူငွေလေးတွေကောက်နေတဲ့အပိုင်းလေးတွေရှိတယ်။အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာပံ့ပိုးလှူဒန်းလို့ရတယ်။အဲဒီကောင်တွေကတော့လိန်မှာပါကွာမယုံရပါဘူးဆိုလဲကျွန်တော်တို့ကစိတ်မဆိုးပါဘူး။ကိုယ်အနေနဲ့လည်းကျွန်တော်တို့ပေါ်ယုံကြည်မှုရှိတယ်စိတ်လက်တန့်တယ်ဆိုကျွန်တော်တို့စီမှာအလူငွေလေးတွေလာရောက်လှူဒန်းလို့ရတယ်။ငလ င်းပေးတင်နေတဲ့နေရာတွေအရောက်ကျွန်တော်တို့တကယ်ထိထိရောက်ရောက်လေလူတန်းပေးသွားမယ်လို့ကျွန်တော်တို့ဘက်ကကိုညီပေးနိုင်တဲ့ဘက်ကကိုညီဖို့အသင့်ရှိနေကြအောင်ပြောကြရင်းနဲ့ဒီနေရာမှာပဲကျွန်တော်ရဲ့ဒီကုန်းတန်လေးကိုအဆုံးသတ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတော့ဆုံပါမယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲတဘာဝဘေးရန်အသီးသီးရနေကင်းဝေးပါလေဖရာကုံတရားကုံတန်ကားကုံနေနဲ့အားလုံးပဲအနေငယ်ချင်းဖြစ်ရှင်းကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုတောင်းမေတ္တာပို့သပေးလိုက်ပါ